ဒီရင်းသတင်းတပုတ်အနေနဲ့ကတော့စစ်အာဏာသိမ်းချိန်ကနေဒီနှစ်အောက်တိုဘာလ23ရက်နေ့အထိတပ်ဖြတ်ခံရသူ8399ဦးအထိရှိတယ်ဆိုတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးကြပါမယ်။အောက်တိုဘာလ23ရက်နေ့အထိ အာဏာသိမ်းမှုကာလအတွင်းပြည်သူ8399ဦးအထိအကြမ်းဖက်တပ်ဖြတ်ခံရတယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားတာပါ။ ဖန်ဆီးခံရသူဦးရေကတော့စုစုပေါင်း2859ဦးအထိရှိလာခဲ့ပြီး8331ဦးပဲပြန်လည်လွတ်မြောက်လာတဲ့အတွက်ကြောင့်2550ကျော်ဟာဆက်လက်ဖန်ဆီးထိန်သိမ်းခံထားရဆဲဖြစ်ပါတယ်။အခုနှစ်ဇန်နဝါရီလ1ရက်နေ့ကနေအောက်တိုဘာလ23ရက်နေ့အထိကတော့နိုင်ငံတော်ဝန်စစ်အုပ်စုရဲ့ဖမ်းဆီးခံရပြီးတဲ့နောက်တေဆုံးသူအမျိုးသမီး39ဦးနဲ့အမျိုးသား182ဦးစုစုပေါင်း221ဦးတေဆုံးခဲ့ရတယ်လို့သိရပါဗျ အဲ့ဒီအထဲမှာ16နှစ်အောက်ကလေးငယ်၈ဦးအထိပါဝင်ပါတယ်။ဒီအထဲကပါမန္တလေးတိုင်းမှာ86ဦးနဲ့သေဆုံးသူအများဆုံးဒေသဖြစ်ပြီးမကွေးတိုင်းမှာတော့54ဦးနဲ့ဒုတိယအများဆုံးသေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်ရှင်။